မင်္ဂလာပါဒီကနေ့ဖပြပေးမှာတော့ဆိုင်းဆီမကြီးခင်းနေရွေလက်ရောင်ကောင်းတစ်ပုဒ်ဖြစ်တဲ့မြာချမျိုးစာအုပ်ရဲ့စသိမ်းပိုင်းပဲဖြစ်ပါတယ်ရှင်ခန်းစားနားဆင်ပါအောင်ရှင်ရသစာပေမကိုဖတ်ချင်တယ်နားထောင်ချင်တယ်ဆိုရင်ဒီ channel ရဲ့ကို like and subscribe လုပ်သွားကြဖို့မမေ့နိုင်ဘူးနော်ချိန်မီထမရှယ်လီစီကိုကိုအဖိုးဖွားများချန်ကိုပါချောချောမောမောရောက်ကြသူပါရင်ကိုကွယ်ဆက်ယူဖို့အားလုံး ပိုလေးဆန်ချုံအောင်ကစီစဉ်ပြီးသောပါသည်မြမလေးဒယ်ဒီနဲ့တွေ့ဖို့ပိုလေးကစီစဉ်မိမယ်လေမြမလေးပေးတဲ့စာကိုဒယ်ဒီနဲ့တွေ့ရင်ကိုကိုပေးဖြစ်အောင်ပေးမယ်ပိုလေးကတန်တန်းတွေနေရာတကျရှိမှအားလည်းရတရမှာစုံစည်းကို ပို့ပေးမယ်တဲ့သူကိုယ်တိုင် ပို့ပေးမယ်ဆိုတဲ့နောက်တစ်ချိန်မှာတော့ကိုကိုတယောက်တည်းဒယ်ဒီကိုခဏခဏသွားတွေ့မယ်စေခူတယ်မမီးကိုကယူဆိုင်ပါ သူ့စာရီပြောက်တော့အင်းင်းကိုဆုသေးလားသာပါပဲ ကျမ်းမာချမ်းသာပါစေကိုကိုအင်းဒီကတော့အခုထမအစာဖက်ပြီးသူ့အကိုနဲ့ဂျယ်ရီမြန်မှန်တွေ့ပါစေဟူရဲ့ကျေးဇူးထောင်းနေမိသည်ဂျေမီထမ6လအစာရောက်လာတော့စာကတော့ရှယ်လီရင်ကိုလှောက်ရှားစေပါသည်ဇော်လ9ရက်1982မမီပြီးခဲ့တဲ့တနင်္ဂနွေကသာအလုံးမျောလေးခဲ့တဲ့ဆန္ဒပြခဲ့တယ်ဂျယ်ရီနဲ့သာတွေ့ကြတယ်ရှယ်လီဒီစာကိုဆက်မဖတ်နိုင်သည် ခေတာရင်ဘမှာကထားပြီးမှအသက်ရှင်မိသည်ပြီးတော့မှဆက်ဖက်ရသည်ဖော်လီထွန်းလာအောင်ကသူကကိုယ်တိုင်မောင်းပြီးသားကိုစုံစည်းလိုက်ပေါ်တယ်လန်ဒန်နဲ့နှစ်နာရီလောက်မောင်းရတယ်စုံစည်းရပင်လယ်ကမ်းခြေမျိုးလေးပဲဒယ်ဒီနဲ့ဖိုလီဘလို့ချိန်ထားလဲမသိဘူးဒယ်ဒီကစုံစည်းစေးုံကပေးတဲ့အိမ်မှာသားတို့ကိုမတွေ့ပါဘူးဟိုတယ်တစ်ခုမှာတွေ့ကြတယ်သားကိုမြင်မြင်ချင်းသူတအားဖတ်တယ် ။သားရင်ထဲမှာလဲလိုက်လဲလိုက်။မငုံမိအောင် စိတ်တင်ထားရတယ်။ဟိုတယ်မှာနေလဲစားစားပြီးဖိုလီကသူ့ကရှောင်းမအောင်မယ်လို့ဆိုတယ်။ဒါလိုသားပါနဲ့အောင်တဲ့လွတ်လွတ်လပ်လပ်ထားရခြင်းလို့ချင်ပါတယ်။သားနဲ့တဲ့ဒီဆုံးချီပင်လယ်ကမ်းခြေဘက်ကိုထွက်လာတယ်။ပင်လယ်ကမ်းခြေမှာလမ်းရှောင်ရင်းခြေဒီကသားလက်ကိုမြင်မြင်ဆုပ်ထားတယ်။စကားတော့နည်းနည်းပဲပြောတယ်။သူ့မျက်လုံးတွေက ဟောအဝေးပင်လယ်ပင်ကြီးကိုပဲငင်းနေတယ်။သူမြန်မာပြည်မှာလို့မဟုတ်ဘူး။ပိနေ။အသားတွေလည်းညိုတယ်။သူကမာမီနဲ့ဖဖို့အကြောင်းမေးလို့သားကဒယ်ရီပဲတော့ပြန်လာမလဲမေးတော့ပြန်လာမှာပါတဲ့။ဒါပဲဖြစ်တယ်။တိတ်စကားနေသားတယ်။သားကခရစ်စမတ်အားလည်းရမှာလန်ဒန်လာဖို့ဖိတ်တော့သူမလာချင်ဘူးပဲ။သားပဲစွန်စစ်ကိုအားလည်းရလာပါတဲ့။မလာခင်ချူပြီးဖုန်းဆက်ဖို့လဲမာတယ်။ သူစေးယုံက ဖုံပေးထားတယ်။ဒါပါပဲမမီ။ဒါအဝေကကတော်လိုက်ပါတယ်။ကျမ်းမာချမ်းသာပါစေ။ဒါဂျင်မီ။ဒါစာဖကတော့အမောပြေတဲ့လောက်ပြေတဲ့လို့ရှယ်လီခံစားရသည်။တယ်မာနဲ့တွေ့သည် မတွေ့သည်ကိုဒါကမဖော်ပြ။တယ်မာနဲ့တွေ့မှဆိုရင်အိမ်မာသားကိုခေါ်ယူတွေ့ဆုံခြင်းမပြုဘဲဖြစ်ရမည်။တကယ်တော့တယ်မာအချောင်းကိုဒါကတည်တည်မဟုတ်၍တစုံတရာဘာမှ ေါ်ပြရေးဖို့အကြောင်းမရှိဘူးဆိုတာတော့ရှယ်လီသဘောပေါက်ပါသည်။အင်းဒီကိုတော့ချမီကအစားတစောင်းတတ်တတ်ရည်သည်။မြန်မာလေးအင်းဒီကိုကိုနဲ့ချယ်ရီပြီးခဲ့တဲ့ဇနင်းကုန်နေနေကတွေ့ကြသည်။မမီ အကြောင်းဆုံးစာရေးလိုက်တယ်။ချယ်ရီနဲ့ခွဲခံဒီမှာကိုကိုကအင်းဒီပေးတဲ့စာဆိုပြီးဒယ်ရီလက်ထဲထည့်လိုက်တယ်။ဆက်ကျင်တော့ဖောက်မဖက်ဘူး။ကိုကိုပြန်လာတဲ့အချိန်ထိစာကိုဖတ်ပြီးအကြောင်းဘလို့ထူးလဲဆိုတာဒယ်ရီက ို့သဘောထားကိုဘာမှကိုကိုစီစာမရေးသေးဘူးကိုသောစီဖုန်းဆက်တော့လဲစာအကြောင်းတလုံးမှမပြောဘူးမြမလေးအကြောင်းမေးမိတယ်နောက်အကြောင်းထုမှ စာရေးဦးမယ်ကျမ်းပါပါစီကိုကိုအင်းနေစိတ်ထဲမှာဘာဖြစ်ဖြစ်သူ့မိခင်စာဒယ်လီလက်ထဲရောက်သွားတယ်ကိုပဲဝမ်းသာသည်ချယ်လီနောက်လာတဲ့ဒေါ်လီတို့အိမ်သွားလေသည် ကိုဖေသိန်းမှဆေးတက်လို့တက်မှပေါမခဖြစ်နေသည်ကိုဖေသိန်းကိုပါအိမ်မှာတွေ့ရသည် ရှယ်လီဂျီမီနီကိုပေးတဲ့စာရင်းဖတ်ရတယ်ထင်တယ်။တနေ့ကသူ့စီကစားလာတယ်။ကိုဖေသိန်းကရှယ်လီကိုရောက်ရောက်ချင်းပြောပြသည်။သူ့စာထဲမှာသူအလုံးလုံးရကစကားမှမပြောဘူးတဲ့။သူတို့အင်္ဂလန်တိုင်းပြည်မှာဆိုတော့မြန်မာတွေသူတို့ကနိုင်ငံခြားသားတွေပေါ့လေ။ဘလို့တော်တော်နမတ်နေနေရပဲနေရတယ်တဲ့။နှစ်နှစ်တခါလဲကိုလို့ချင်တဲ့ဈေးရုံမှာဆက်လုပ်ဖို့ရှောက်ရတယ်တဲ့။သူလို့မလို့ချင်း ြောင်းရပြန်ရောတဲ့။တယ်မာကတော့ sorry အားရပြီးရမှာအလုပ်လျှောက်ထားတယ်။ကိုဖေသိန်းစကားအရတယ်မာနဲ့အတူရှိနေသည်ကိုသိရသည်။သူကတော့ sorry အားရပြီးရကိုပြောင်းပါလား။ Sherry ကမေးလိုက်သည်။ဒီကြောင့်တော့ဘာမှမပြောပါဘူး။ဒါပေမဲ့ကို့သဘောကတော့အင်္ဂလန်မှာလောက်တော့လဲသူတို့အင်္ဂလန်လူမျိုးကိုနံပါတ်1နေရာမှာချားမှာပေါ့။ဒါကိုတော့မခံချင်းမဖြစ်လို့မရဘူးလေ။ မခံချင်ကိုတိုင်းမီကိုပြန်လာပေါ့သူပါရကူပွဲရချင်းချင်းစွန်စည်းသွားရတယ်စွန်စည်းကအင်နီဗာရာအင်နီဗာရာကနေအခုစွန်စည်းပြန်ရောက်တာတဲ့ရှယ်လီဒီဘာမှပြန်မပြောတော့ပါနင်းပြန်လာသည်ဖြစ်စေပြန်လာသည်ဖြစ်စေတားလေးပြန်လာရင်သူဖြေတာပါသည်ဘာပဲဖြစ်ဖြစ်တဲမားကိုပွဲမထုတ်တာဟာဂျေမီနဲ့တွေ့မပေးတာဟာသူသားကိုလေးစားတဲ့သဘောပေါ့ချော်လီကဝင်ပြောသည်ရှယ်လီကတော့ ပါတင်မင်စမမပေးလို့တော့ပါယခုနောက်ပိုင်းသူစိတ်တွေရှုပ်တွေးလာရင်ဒေါ်လေးအိမ်သွားလဲမိမိရရမရှိတော့သူဆိုင်ကိုသွားလိုက်ဒီလိုနဲ့သူစိတ်ဖြေရသည်အင်းဒီကတော့မမီးမပူပါနဲ့ဘဘဘဘတို့ကိုပေးနေကြစံတဲ့အိမ်စီတပုံးသမီးပေးနိုင်ပါတယ်တဲ့လာကထိုတိုင်းအဖာမိဖို့ကြောင့်စံတဲ့အိမ်စီတပုံးဝယ်လာပေးသည်ရှင်မီတာဖမေးရနဲ့ပါရဘဘဝယ်ယူရပြန်လာတော့မီဒါပြန်လာပြီဆိုတော့ရှယ်လီအထူးဝမ်းသာပါသည် အဖိုးအဖွားတွေလည်းဝမ်းသာအားရနေသူမျိုးကိုကြိုဆိုဖို့စီစဉ်ကြသည်ဤနေ့အဖိုးတော်သူ့တဲ့ရီပြန်လာမီမလာမီကိုပါတရင်မှချင်မီကဆက်လက်မပေါ်၍စိတ်ကမချနေသို့တော့အခုပြန်လာမီဖြစ်၍သူတို့မိသားစုပြန်လည်ဆုံစည်းရတော်မီတကယ်သူတို့မိသားစုက၃ယောက်ထဲရှိတယ်မဟုတ်လားလန်ဒါမထွန်းမလာခင်ပို့တော်ချင်မီထံမှစာတစောင်းရှယ်လီဖတ်ရသည်နိုဝင်ဘာရှေ့ရ1984 ။မမီသားတယ်လေးကိုနှုတ်ဆက်ဖို့စွန်စည်းကိုမင်းကသွားတယ်။သားတယောက်ထဲပဲသွားတယ်။ဒီတခါသားကိုဆေးရုံနောက်ကပန်းချန်ထဲမှာတယ်လေးတွေ့တယ်။တစ်ပင်ကြီးတွေကအော့ဆိုင်နေပြီးနိုဝင်ဘာလဆိုတော့နေကညနေ၄နာရီလောက်မှ ဝင်စားပြုလာပြီ။အေးလို့ရတဲ့ထင်တယ်လေးကလမ်းမလျှောက်ပဲခုံတန်းလျောက်မှာခြိုင်နေတယ်။လမ်းများများလျှောက်ဖို့အားမရှိသလိုပဲ။သားလက်ကိုသူ့ရင်ဘက်မှာကတ်ထားတယ်။ ဒဒီလက်တွေတုံနေတယ်လို့ပဲမမီပြီးတော့ထေဒီကပိန်လုံးနေညနာတွေကဝါဖြော်ပြီးချက်ကက်ကနေထေဒီနေကောင်းလာပြီးတော့ကောင်းပါလေတဲ့တိတ်လဲစကားမများမပြောဘူးမမီစီမဘာမှလဲမမီတော့မှားစရာမရှိပါဘူးမင်းမမီဟာအစွမ်းရှိရဲ့မိခင်ကောင်းတရားထေဒီအခုညီမပါပဲသားတို့ကိုပညာပြည့်စုံအောင်ပေးနိုင်တဲ့မိန်းမတယောက်ချင်း ဒါပဲပြောတယ်။အဲဒီညနေကသားနဲ့ခြေဒီဟိုတယ်မှာညစာသွားစားပြီးသူအိမ်မပြောင်းဘူးတဲ့။ဟိုတယ်မှာနှစ်ယောက်တွဲခန်းယူပြီးသားနဲ့အတူတူအိတ်ကြတယ်။ခြေဒီအိမ်မပြောင်းဘူးချင်ပါရဲ့။နင်းနေချာချာအိမ်မပြောင်းဘူး။ဒါပေမဲ့ခြေဒီသားလည်းဘင်းကိုဖတ်ပြီးအိတ်တယ်။သားကလူပြိုဖြစ်ပေမဲ့ခြေဒီနဲ့ဒီလိုပဲနေချင်တယ်လို့သားကပြောတော့သူကမျက်ရည်တွေဝဲနေတယ်။မမီသားကြရမယ် ရမအကြောင်းကြမယ်။ကျမ်းမာချမ်းသာပါစေ။ဒါချင်းမီဖေဗူအီလာပထမအပမာချင်းမီပြန်ရောက်ခဲ့သည်။တအိမ်လုံးဆုပ်ပြေးသလိုချင်းရသည်။မိသားစုတွေ့ဆုံရင်လည်းအကြောင်းပြောပေမယ်။လင်းအကြောင်းကမပြေဆုံးတော့ပါ။အင်းဒီအတွက်တုံးမွေဆွေတားလေးတထင်မှလွှဲရင်စက်မိသားစုအတွက်ဘာလက်ဆောင်မှလင်းကမပေးလိုက်။ဇမီကတော့အဖိုးပါရောရှယ်လေးပေါ့ပါဝယ်လာတော့လက်ဆောင်မှ ပေးရင်ကတော်လိုက်သည်။ ဆရာဝန်ကြီးကာဆန်လဲအမင်းနဲ့ဆိုင်မိုးတစ်ခုကိုချင်ပြီးပိုင်ဆိုင်ခဲ့သည်ဆေးရုံကြီးမှနနက်အလုံစင်ကညနေပိုင်းတွင်တော့သူစီကန်းထိုင်သည်ဥရွှေဆောင်အောင်ကသူ့ပိုင်မြို့ထဲမှာတိုက်ခန်းလေးကိုပေါကလိကသားပွားစီကန်းလေးတီးတံဖွင့်ပေးထားသည် အမျိုးသမီးဆေးရောက်လာတော့မွေးဖို့လက်ခံနိုင်သည်လက်ထောက်ဆရာဝန်တယောက်သူနာပြူဆရာမနှစ်ယောက်ခံထားသည်သမီးချယ်လီအားနေတော့စေကန်းကိုအုပ်ချုပ်ပေါ် ရကမကြီးတာဝန်ပေးသည့်အတိုင်းဒေါက်တာသာဆန်လင်းကညနေမှဈေးကန်ရောက်ပြီးမှရှင်လီကနက်နက်ဆော့ဆော့ဈေးကန်ရောက်နေကဆရာဝန်သူနာပြုနှင့်လူနာများလိုအသည့်များကိုနားထောင်ပြီးဖြည့်ဆည်းပေးရသည်ဈေးကန်အရှင်ရလာတော့ဥရွှေဆောင်အောင်က ရှင်လီကို ခေါ်ပြသည်ရှင်မီမသွားခင်ထဲဒီပြောခဲ့ဖူးတယ်မြမမကိုပဲယူရမယ်လို့ဆိုတာရှင်လီအသိပဲထဲဒီတို့နဲ့ခင်တယ်အငိမ့်စား ICF ဥလာဘူးမြင်းနဲ့ထဲဒီချင်းမီကိုပေးစားခြင်းနဲ့ရှယ်လီကဘာမှမဖြစ်သေးကလေးမလေးကရိုးရိုးပြီးအေးပါပဲစော်နီရီတဲ့ကလေးချင်းရင်းနှီးအောင် မာမီဆက်သွယ်ပေးပါမယ်ရှယ်လီတပေါ်ကဘလို့လဲဒေါ်ဆန်ကျော်ပိုင်ကပါဝင်ပြောလာသည်ဒီကိစ္စမှာဂျီမီဂျင်းနဲ့ဖို့ကအရေးကြီးပါတယ်မမီဂျီမီတပေါ်ဆိုရယ်ဆိုရင်ရှယ်လီမကန့်ကွက်ပါဘူး သူတို့မိကိုသူတို့ပြုစုပြောထောင်လာခဲ့သူများဖြစ်လေတော့အိမ်နောက်ဘက်ရွေးချယ်ပေးဖို့သူတို့မှလည်းအခွင့်အရေးရှိပါတယ်။မကြခင်မှာပဲဒေါ်ဆန်ကျော့ခိုင်အဝင်းအထွန်းနဲ့ကလေးမလေးစောနေရင်ဒီချင်းမီတို့မောင်နှမရင်ရင်နေနေရှိလာကြသည်။နောက်နေ့မှဆေးဆက်ချောင်းလန်းဝဲလေးလောက်ကအေဗီလာပထမပမာလက်ချဖို့စဉ်းစားသည်။ချယ်လီသည်ဒေါ်လေးထံပြေးသွားရပြန်သည်။ ချင်မီတို့လက်ချက်ပွဲမှာအဲ့ရခန္ဓာပြမို့ဒေါ်လီတို့ဇနီးမောင်နှံချောင်းယူပါ။ဒါဆိုသမီးစုံလိုက်ရှိအိမ်အောင်တက်ရတဲ့လင်းစုံမေရဲ့ဘက်ကအဲ့ရခန္ဓာပြင်ရတဲ့ဆိုရှယ်လီကသူ့ဆန္ဒကိုပြောပြသည်။ရှယ်လီရဲ့ခွေရလိုက်ပြေးတဲ့စုံတွဲတွေဘယ်သူကအဲ့ရလာပြင်ပေးလို့လဲ။သက်ဆုံးတိုင်းချစ်ချင်နာနာပေါင်းသွားကြတာပဲ။ဒေါ်လီတော့အယုံမရှိဘူး။ဒါပေမဲ့မင်းဆန္ဒအတိုင်းဂျူမီကိုငါတို့လုပ်ပေးရမှာပေါ့။ဒေါ်လီသာမျက်မှွေသိမ်းကိုလည်းလူပြောရန် လောက်ဆယ်ချင်းနေလောက်ပါပြားလောက်ပါဘာတောင်းဝင်ပေးပေးကိုလို့ယူပါတယ်ကိုပေသိန်းကပြောပြောဆဆူသူတို့စကားပြောရအခန်းထဲဝင်လာသည်ကျေးဇူးတင်ပါတယ်ကိုပေသိန်းရဲ့ရောက်ခမရဲ့အစီအစဉ်နဲ့အားလုံးအဆင်ပြေပါတယ်ရှယ်လေးယင်းနဲ့မှာတော့သူတို့အဖေရှိနေစေချင်တာပေါ့ဖိဆာရပြီးစောစောပို့လိုက်ပေါ့ကိုလည်းစားရင်မင်းဒီမင်္ဂလာဆောင်ဆက်ဆက်တက်ဖို့မိစုံဖားဆောင်ရှိလျက်နဲ့ တတို့သားမိဘနေရာမှာရှယ်လီတယောက်တည်းထိုင်ရတာပဲစိတ်ချမ်းသာပါမလဲကိုဖေသိန်းကဂစ်တာတွေးနေရာမှာမင်းစီကဒလောကစားရတယ်လို့ပြောလေသည်ရှယ်လီကအားသက်စွာနားထောင်နေသည်တေမာက sorry အိုင်ဖီယာကအလုံးရလို့တော်မယ်တဲ့သူတယောက်တည်းစူးစီမှနေခဲ့ရပုံပေါ်တယ်သူလာနိုင်မင်းလို့ကိုချင်းနေကဲပါစကားပြောရင်မုံငါသွားစားရအောင်ဒေါ်ရီကလာခေါ်ရေးသူတို့သမင်းစားကန်းနဲ့ထားသွားသည် မောင်ကဆိုင်ဂျီမီကန်ကောင်းချောင်းနောက်ဆရာဝန်တွေမြန်မာနိုင်ငံမှာထွက်ဖို့ခရင်ချောင်းစနစ်တွေပြောင်းသွားကြောင်းပြောပြနေကြသည်မင်္ဂလာပွဲကနက်နက်ခင်မှစပါပြီနဖတ်အဖိုးဘွားတွေကမျက်နှာချီးမြှို့ပေးတကအင်းလျာကံဟောတဲ့ခမ်းမမှာပြီဂျော်လီနဲ့တူတူကကျိုင်းမင်ကမြန်မာပြည်စတုံးတွေထုံကရွှေဖလားရောင်ချိတ်ထမင်းစင်တူဝစားသည် ရွှေရောင်စားပွားလွှမ်းခြုံထားသောတူတူကခံရလာသည်စတုံးမှ စိန်ပြီးတချောင်းနဲ့ဆိုင်ထား၍ကန်းငော်ဖန်တွင်စတုံးမှဝေအောင်ပန်ထားသည်ရှယ်လီကတော့ဘရိုကိတ်အဖြူကမှခရမ်းရောင်ပွင့်လေသည့်ခတ်ထားသောလုံကြီးကိုဝတ်ထား၍ပလဲလုံးလေးတွေဖောက်ထားသောစားပွားဖြူခြုံထားသည်သူ့လက်တိုင်းမှာပလဲတွယ်အယောင်ဟကာဖြူဤနေသောနှင်းခက်ကလေးနှင့်တူနေသည်စတုံးကိုတော့ရိုးရိုးမြင့်မြင့်ချုံ၍ စိန်စတုံးတစ်ခုပဲထိုးထားသည်။ယောက်ခမကြီးကလက်ဝဲလက်စားထိုးပေးပေမယ့်သူကစတုံးတစ်ခုပဲယူသည်။အဲ့ဒီများကိုသူတို့သုံးယောက်ကအခန်းဝမှာအဲ့ခံကျူဆူ၍နေရာချပေးသူများကတော့ချင်းနှစ်တငင်းချင်းများဖြစ်သည်။တတိုသားတတိုသမီးထွက်လာတော့ရှယ်လီရင်ထဲမှာမနေအာတင်ထားရသည်။အဖိုးနှင့်အဖွားကရှယ်လီနောက်မှာလိုက်ပြီးသည်။တတိုသမီးအပြိုရန်နှစ်ယောက်အနံတယောက်ကအင်းနေဖြစ်သည်။ သူတို့သမီးမှာမိဆောင်ဖဆောင်ဆိုတော့နေမယားဆောင်တွင်ခြံရံလိုက်လာကြသည်ရှယ်လီတာတယောက်ထဲအားလုံးနေရာယူပြီးတော့ဥွှေဆန်းအောင်နဲ့ဒေါ်ဆန်ကြော့ကန်ကကိုရိုင်းလက်ထပ်ပြီးမိဖြစ်၍သူတို့သားသူတို့သမီးရှိမှထိုင်လိုက်သည်ရခုခေလိုတရားသူကြီးရှိမှလက်မှတ်ရေးထိုးသည်မဟုတ်တကယ်ဘိတ်သိမ့်တွင်လက်ချင်းရှက်ကရွှေစားပြင်ဘဝပါနေပဲ့၍ခြေပြန်းလက်ထပ်သောအခမ်းအနားအပြည့်စုံလုံးချင်းဖြစ်သည် လက်ထပ်ပွဲပြီးတော့တို့သားတို့သမီးတို့အခန်းရဲ့အာရန်ကိုဖေသိန်းနဲ့ဂျော်လီတို့သမီးအင်ရှီယာရွှေတောင်ကြောင်ကိုရှယ်လီနဲ့အတူလိုက်ပို့သည်အာလုံကိစ္စပြီးမှ ရှယ်လီတို့လည်းပြန်ကတို့လင်မယားနှစ်ယောက်ကဥပိ္ပဆာယလန်အင်ကိုပြန်လာကြသည်အင်ထဲဝင်လာကြတော့အခန်းမှာအဲ့တန်တယောက်အဆူပါပေါ်ထိုင်နေသည်ဆရာတို့ကိုစောင့်နေတာဟိုထမင်းချက်ဒေါ်စိန်ကဆိုသည်ဧည့်သည်က မျက်မှန်အနတ်တက်ထား၏အနောက်တိုင်းဝန်းစုံဝှထားသည်အဲ့ဒီကဖေသိန်းငါ့ကိုမမမိတော့ဘူးလား ကိုဖေသိန်းရောတော်လီပါအလက်တကျဖြစ်အောင်ကိုအံ့ဩသွားကြသည်ရင်းရွှေရောကိုဖေသိန်းဒီအော်ဟဲလိုက်ကဆိုဖာစီအပြေးလာတွား၍လင်းမေးမှထိုင်လိုက်ကလင်းကိုဖတ်လိုက်သည်ရုတ်တရက်စကားမပြောနိုင်တယောက်မျက်နှာတယောက်ချင်းနေကြသည်ဒေါ်လီကတစ်ဖက်ဆိုပါမှဝင်ထိုင်နေသည်ဒေါ်လီတို့ဂျင်မီမင်္ဂလာဆောင်ကပြန်လာတာ ကိုလဲမင်္ဂလာဆောင်ကပြန်လာတာလင်းရွှေအောင်ကပြောလိုက်သည်ဟင်ကျိုးမင်းကိုမတွေ့ပါလားဘယ်တွေ့မလဲငါကောင်းကနာကကလထိုင်းမှာစောက်ကြည့်နေတာငါ့ကိုဘယ်သူမှမတွေ့ရဘူးငါကအားလုံးကိုတွေ့ရပါတယ်ငါသားရောတမီးရောချောတယ်နော်တူတူကခန်းကောင်ပန်းနဲ့ဝေးလို့ပန်းထားတာရှယ်လီကတော့မနှင်းဖြူပါပဲလင်းရွှေအောင်ကမောဟိုင်လာတို့လိုနဲ့စကားရှိမစမ်းစကားဖြည်းဖြည်းပြောပါလေဒေါ်လီ လိမ်မော်ရီသွားယူလိုက်အောင်မယ်။ကိုဖေသိန်းကတငယ်ချင်းလက်ကိုဆုပ်နေနေသည်။မျက်နှာကိုလည်းစိစိကြည့်နေမိသည်။မှတ်မိနိုင်စရာမရှိ။အတွေ့အကြုံအလုံးပြောင်းနေသည်။တွေ့ချောက်ဝါဖြော့နေသော အသားရည်။စပီနီကကြိုးတူချစ်တဲ့မျက်တွင်ကဟောက်ပတ်။မျက်မှန်တက်မထိုင်းလေးလဲလွင်ရွှေအောင်ဆိုရင်ရုတ်တရက်မှတ်မိနိုင်စရာမရှိ။တားရဲ့လက်ထပ်ပွဲကအမိလာတာ။မာရသိနဲ့အမွေအဲ့ဒါအားလုံးကိုချင်မင်းနဲ့ အင်းဒီကိုပေးပါလို့တရားဝင်လွှဲပြောင်းနေစာရေးပြီးလက်ထပ်ဖွဲအမေတယ်ရီလို့စီငါပို့လိုက်တယ်။မရောက်သေးဘူးထင်တယ်။ငါကတော့မင်းညားကရောက်လာပြီးအင်းလျာကန်ဟိုတယ်မှာပဲတယ်။လင်းလေမွေရေတောက်လိုက်ပါအောင်။ဂျော်ဒီကဖန်ခွက်ကိုလှမ်းပေးလိုက်သည်။ဖန်ခွက်ကိုလှမ်းယူတော့လင်းလက်ကကြုံနေသည်။မရောက်လာတဲ့ကြာရင်ရှယ်လီတို့ချင်မီမှာဝန်တာမှာပုံဆက်လိုက်မယ်။မလိုဘူးမလိုဘူးအကြောင်းမကြပါနဲ့။ဘသူကမှအကြောင်းမကြနဲ့။ သူတို့မင်္ဂလာယူချိန်မှာဝမ်းသာနေကြမယ်။ငါသားရဲ့မင်္ဂလာဥညကိုအနှောင့်အယှက်မဖြစ်ပါစေနဲ့။လေမော်ရီတကြိုက်ရင်ကတောင်းရင်ချောင်းဆိုလာသည်။လေချောင်းတန်ကြီးပါလာကလေမော်ရီတွေပြန်ထွက်လာသည်။ပြီးတော့တွေးခဲတွေပါဆက်တွေကကျလာသည်။ကိုဖေသိန်းကလင်းကိုဖက်လိုက်တော့ကိုဖေသိန်းလက်ထဲခွဲချသွားသည်။ကိုဖေသိန်းရောဒေါ်လီရောထိတ်ထိတ်ပြပြဖြစ်သွားသည်။ငင်ချင်း ောက်ဆုံးငါဆန္ဒကိုဖြေပါတူတူကိုခေါ်ပေးပါငါချွေးပြရစီခေါ်ပေးမယ်ကွာမင်းကငါဆေးရုံတင်မရစီဆေးရုံမှာခေါ်ပေးမယ်စိတ်ချဒေါ်လီကားဖြင့်ကားပေါ်တို့လင်းကိုတင်ကြကလင်းမရနှစ်ယောက်လုံးဆေးရုံမှာမောင်းလာကြသည်ဆေးရုံပေါ်မှာလင်းကိုတို့အထာရီလောက်ကတွေးတွင်ထားကြသည်ဒေါ်လီကတယ်လီဖုန်းသွားချက်သည်ငါလမ်းကျမှာဒီလိုပဲအန်ခဲ့ပူပါပဲဘာမှမလုပ်ပါနဲ့ငါအသေးကအလုံးမလုပ်တော့ဘူး ။တလောင်းချင်းမောင်ဟာကမင်းကပြောနေတယ်ကိုဖေသိန်းကအနာမမခွာ။မင်းဘာမှမပြောနိုင်နေနေနီ။မင်းရွှေအောင်သည်အသားလေးမျက်စိမိတ်ကမိတ်နေသည်။အကြခင်တူတူအခန်းထဲကိုထော်လင်းနေအတူဝင်လာသည်။တူတူလာပြီလင်။ကိုဖေသိန်းကပြောလိုက်တော့လင်းမျက်လုံးဖွင့်လိုက်သည်။သူ့မျက်လုံးတွေတောက်ပါလာသည်။လက်ကိုအသားမကတူတူကိုလှမ်းပေးသည်။လင်းလက်ကိုတူတူကဆုပ်ပိုင်အောင်ခြင်း ခြေခွန်းချင်းနေနဲ့ရေထဲမှာခရုံကြီးဖြစ်လာသည်။လင်းကိုခွလို့ပါလို့မဆိုလိုပါဘူးတူတူ။ချစ်သူရှိတဲ့မြေမှာခေါင်းချဖို့လင်းပြန်လာတာ။တူတူကောင်းမှကန်းကောင်ပန်းနေဝေးလို့ဆက်မပြောနိုင်တော့ပဲပါဆက်ကပြုံးတုံလို့ဖြစ်နေရမှာအင်ကနေဖြစ်ကတွေးတယ်အန်ချလာပြန်တယ်။မျက်နှာကဖြစ်ဝေးသွားသည်တူတူသည်ဘာလို့ရမလဲမသိ။လင်းလက်ကိုသူ့ရင်မှာကထားရင်မှလင်းကိုဒီအချိန်မှာ ရှင်နာသုံးပါးကိုအာယုံနဲ့ပြောင်းပေးဖို့တတိယလာသည်ဟုတ်တယ်လေခန်းကောင်မန်းနဲ့မွေးလိုက်တာရာသပိတ်တောင်ဖျားမှာလင်းခတ်ခဲ့တယ်လေဆဲလက်တန်နဲ့တားလိုက်တာချာလာလင်းဟင်းဆိုရင်တပြင်းရှေချကလင်းကောင်းကဂျပန်ကန်ချသွားသည်အမလေးလင်းသူတို့ကအော်လိုက်သည်ကိုဖေသိန်းကလင်းရဲ့လဲဘင်းကိုဆန်းလိုက်သည်လင်းရဲ့အသက်မရှိတော့ပါ တူတူအောင်ငုံချင်သည်အခန်းထဲသို့ချင်တန်းများအပြေးအလွှာရောက်လာသည် တူတူနှဲ့ကြည့်လိုက်တော့အရှင်လီတူတူနားလည်လိုက်ပါသည်လင်းလက်ကိုအသာချကနေရာရွှေ့လိုက်ရင်ရှင်လီကိုတူတူနေရာမှရက်စေသည်ရှင်လီကလင်းကိုစိစိကြည့်သည်လင်းနှစ်ဖူးကိုဖျင်းခြင်းစွာနားလည်သည်ရှင်လီပေါမလက်ရည်လွှဲရဆင်းလာတော့မျက်ရည်ပေါက်တွေကလင်းရင်ဘက်ပုံမှစိတ်ဝင်ကနှလုံးသားကိုထိမတက် ရှယ်လီသည်တူတူနှင့်တေးတိုးရေယူနေသည်။လင်းရင်ရှယ်လီနားလေပါတယ်လင်းရင်။ညကြမစိုးတဲ့မိမတစ်ယောက်ဟာတဲ့ယုံဝင်လက်ထပ်ထားပြီးမယ်အပေကံမိမတစ်ယောက်ပါ။တူတူသည်ရှယ်လီ၏ရေယူမိတီတန်ကိုနားထောင်နိုင်စွမရှိတော့ပါ။တူတူကိုပုံဆက်ပြီး ရှယ်လီထံထပ်မံဆက်သွားလိုက်တော့ဒေါ်လီကလည်းရှယ်လီကိုမကြည့်ရဲ။တူတူသည်နှကန်းသားများကို ပြတ်မတွက်ကြိုက်ရှာမိသည်။ရှယ်လီပြောတာမှန်တယ်။ နေတရားဝင်လက်ထပ်ထားသူပါရှယ်လီပါချစ်သူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆွတ်ခြင်းဆိုနဲ့ဒေါ်လီစီကဖုံးရရချင်းအပြေးလွှားလာခဲ့မိသည်သူ့အပြုမူသည်မှားယွင်းသွားပြီလားခွဲလို့ပါရှယ်လီဟုသူပြောခြင်းနဲ့သူ့ရင်ထဲမှာလဲစကလုံးတစ်လုံးမှ ထွက်မလာနိုင်အောင်ဝန်းကျင်ဆွနဲ့နေပါသည်လင်းအပေါမှတကယ်တော့ သူနေခွင့်မရှိလိုက်လဲစွာလူသိရှင်ကြောင့်ငိုကြွေးရမည်ကရှယ်လီ ူသည်ရှယ်လီအပါမခွာလိုက်သည်။ခေါင်းငိုင်းစား၍ချစ်သူကိုကြောခိုင်းကထွက်လာခဲ့သည်။အခန်းဝတ်မှနောက်ထပ်အရေးကြီးဝင်လာသူကအင်းဒီဒေါ်ဆန်ကျော်ခိုင်။ဦးရွှေဆန်အောင်တို့ကသူမောမကြည့်ပါ။ဝရဏတခြားဖင်းညွှန်စွာရှောင်ရင်ရင်ထဲမှာလိုက်ငုံမိသည်။သူ့ရင်ထဲမှာလာမီးပြောက်ခဲ့ပြီးခြာခဲ့ပြီးတော့တကုန်းနှွေဝေဒနာကိုသူခံစားရပူလိမ့်ပြီ။နှလုံးသားရင်ထဲကအတန်နုတခါ အမာရုပ်ပင်ထင်ခဲ့ပြီပဲ။ဒါပေမဲ့ခန်းကောင်ဦးရှင်နဲ့မွေးပြန့်ခြင်းကိုပိုင်ဆိုင်ခဲ့ရသူအဖို့သူခံနိုင်ရင်ရှိပါတယ်။ကလေးနှစ်ယောက်ရသည့်အချိန်ပေါင်းတင်ခဲ့ရသောရှယ်လီဝေဒနာနှဆိုင်မှုကိုသူစာနာမိပါတယ်။ရှယ်လီရင်ထဲမှာတော့တကူးငွေသည်ဘယ်တော့မှရက်တိဝေတော့မည်မဟုတ်။ရချီတော်ဤတစ်ကျူးကျဲမှာပန်းကန်းကိုလီလေမတင် ရွှေလင်းပြူမှာရှယ်လင်းနှလုံးသားတွေရွှမ်းချောက်ရှာတော့နေရှယ်လင်းငိုကြွေးပါအနဲ့အလားလားမျိုးသိပ်ထားသမျှပွင့်ရံရွှေရှယ်လင်းငိုကြွေးလိုက်ပါဆလန်လေးလည်းပြေးဆုံးပါပြီရှင်ခန်းစားနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်